ယုတ်တည်းမတ်တချရလိုက်လို့ကပိုင်းတစ်ခုလုံးမှောင်မဲသွားတာမျိုးဂျုံဘူးလားလူတိုင်းတော့ဂျုံဘူးပါလိမ့်မယ်ဒါပေမဲ့တခါလေးမှာအန်ဒီရှိပါတယ်တခါလေးကိုယ့်ရဲ့ခန္ဓာကိုယ်ကကိုယ်ကိုနားထောင်ပါလို့ကြဲလုံးစွာအော်ပြောနေတဲ့အော်တန်လည်းဖြစ်တတ်တယ်ပြန်ဒါကြောင့်ဒီနေ့ဗီဒီယိုလေးမှာကြတော့ဘလို့အချိန်မှာအန်ဒီရှိတယ်ဘာတွေလုပ်ဖို့လိုလဲဘလို့လုပ်ရမလဲဆိုတဲ့အကြောင်းအရာလေးပြပြပေးသွားမှာဖြစ်ပါတယ် ဒါကဘာကြောင့်ဖြစ်တာလဲကျွန်တော်စေးစားအရာကြတော့ postural hypotension also static hypotension လို့ကျွန်တော်ခေါ်တယ်မတက်ထားရတဲ့အခါမှာကိုယ့်ရဲ့သွေးပေါင်းခြင်းရုတ်တရက်ဆောက်ကြတာပေါ့3မိနစ်ဆိုတဲ့အချိန်အတွင်းမှာအပေါ်သွေး20မကကျတယ်အောက်သွေး30မကကျတယ်ဆိုရင်ဒါဟာ postural hypotension ဖြစ်တယ်ရက်လက်အနေနဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကခေါင်းမူးမယ်ဝေမယ်မျက်လုံးတွေဝေဝါးမယ်မိုက်ကနေဖြစ်မယ်ဆိုတဲ့အရာလေးတွေကျွန်တော်ဖြစ်မယ်ပေါ့နော် ဒါပါကြောင့်ဖြစ်တာလေပုံမှန်ကျွန်တော်မတက်ထားရက်လိုက်တယ်ဆိုရင်ခန္ဓာကိုယ်မှာရှိတဲ့သူ့ရဲ့အကုန်လုံးဟာခြေထောက်မှာပါဆုနေတဲ့တဲ့ဗျဒါပေမဲ့ပုံမှန်အခြေအနေမှာဆိုရင်ခန္ဓာကိုယ်မှာရှိတဲ့သွေးကြောတဲ့အကုန်လုံးကကျင်းပေးတယ်နှလုံးကိုပိုခုံအောင်လုပ်ပေးတယ်သွေးလက်ပတ်မှုပိုကောင်းအောင်ပေါ့နော်အုံနောက်ကိုသွေးရအောင်လုပ်ပေးတယ်ဒါဟာတဘွားဖန်တီးပေးထားတဲ့အလိုလျောက်စနစ်ပါနော် ခန္ဓာကိုယ်အပြောင်းလဲမှာကျွန်တော်လိုက်ရောညီတွေဖြစ်အောင်ပြောင်းပေးတာပေါ့နော်ဒါပေမဲ့တချို့လူတွေမှာဒီစနစ်ဟာပျက်စီးနေတတ်တယ်၊ယွယွင်းနေတတ်တယ်ဘလို့လူတွေမှာဖြစ်နေတယ်လဲဆိုရင်သင်ဟာ dehydration ဖြစ်နေတယ်၊ရေတက်ဆုံးရှုံးနေတယ်လို့တယောက်ဖြစ်တယ်ဆိုရင်ဖြစ်တတ်တယ်။သို့မဟုတ်ဒီလိုဖြစ်စီရဲ့ဆေးတွေတောက်ထားမိတဲ့သူတွေမှာဖြစ်တတ်တယ်၊သွေးအားနည်းနေတဲ့လူတွေ၊မကြာခင်ကမှဖျားနာထားတဲ့လူတွေ၊အရက်တောက်ထားတဲ့လူတွေ၊သမီးရဲ့ဟင်းတွေအများကြီးစားရမိတဲ့လူတွေ၊ရေနွေးနဲ့ချိုးတာမိတဲ့လူတွေမှာလည်းဖြစ်တတ်တယ်လို့ အာယုံကျော်ကြည့်ခိုက်ထားတဲ့လူတွေပေါ့ဥပမာသူတပြည့်အာပါကင်ဆန်စင်တို့နောက်စီဂျိုယောဂရှိတဲ့လူတွေမှာလို့ဆိုရင်ဒီစနစ်ဟာယွယွင်းနေတော့ပါတယ်ဒါဆိုရင်ဒီနေရာမှာမေးစရာရှိလားအသက်အန္တရာယ်ရှိလားသူဤတသက်တော့အသက်အန္တရာယ်မရှိဘူးများသောအားဖြင့်ပေါ့ဒါပေမဲ့ဒါပေမဲ့ဒီလိုမျိုးမတက်ရလိုက်တဲ့အခါမှာမကနေဖြစ်ပြီးတော့လဲကြလို့ခေါင်းကြီးမိရယ်ဆိုရင်ပြဿနာရှိတယ်ဒါအပြင်ပိုရေးကြီးတာကြတော့ ဒီလိုမျိုးဖြစ်ဖြစ်နေတဲ့ဟာကနောက်မှာအကြောင်းရင်းရှိနေတတ်တယ်။ဥပမာသွေးထွက်များနေရလား၊ကူးစက်ပိုးရှိနေရလား၊နှလုံးပြဿနာဖြစ်နေရလားမသိနိုင်ဘူး။ဒါကြောင့်ကျွန်တော်တို့အရေးကြီးတဲ့ reflect လို့ခေါ်တဲ့တိထားမဲ့ signs တွေလက္ခဏာတွေကျွန်တော်တို့သိထားဖို့လိုတယ်။အခုကျွန်တော်ပြောမဲ့လက္ခဏာတွေထဲမှာတခုခုသိမှခံစားနေရတယ်ဆိုရင်ဆရာဝန်နဲ့ပြပါ။ပေါ့တော့တခုကကြတော့ကိုမိုက်ခနဲဖြစ်တယ်။မိုက်ခနဲဖြစ်တဲ့အခါမှာရင်ဘတ်အောက်တယ်။တမဟိုတက်ရှူကျက်တယ်။ တမောရင်တုံနေဆိုရင်ဆရာဝန်နဲ့ပြပါတမောကိုနည်းနည်းလေးလှူရှာမှုလုပ်လိုက်တယ်ပြပြလက်နဲ့လှူရှာမှုလုပ်ရတဲ့အချိန်ကိုမိုက်ခနဲ့ဖြစ်တတ်တယ်ဒါဆိုရင်ဆရာဝန်နဲ့ပြတာပါနောက်တစ်ခုကကြတော့ခေါင်းထိခိုက်မိတာရှိတယ်ပြီးတော့ကိုဟာအမြဲတမ်း confusion ဆိုတာအမြဲတမ်းစိတ်ကထွေပြားနေရမျိုးတွေဖြစ်တတ်တယ်တမောတချမ်းပေါ့နော်ခန္ဓာကိုယ်တချမ်းကတဏှာတစ်ခုရှိနေရနှကန်းရွက်နေတာတို့စကားပြောမှတိတ်မပြောနိုင်တာတို့လက်တိတ်မတန်တာတို့မျိုးဖြစ်နေရဆိုရင် ရှံဝန်ပြပါသမဟုတ်ကိုဝန်းသွားတဲ့အခါအိမ်သာသွားတဲ့အခါမှာအမဲရောင်နေအညီရောင်နေပါလိုက်ရှံဝန်ပြပါအန်တဲ့အခါမှာသွေးတွေပါတာလေစီးတွေနဲနေတဲ့အချိန်မှာဆိုရင်ရှံဝန်ပြပါသမဟုတ်ဒီလိုမျိုးမိုက်ကနေမိုက်ကနေဖြစ်တယ်ထားလိုက်တယ်မိုက်ကနေဖြစ်လာတယ်ခဏခဏခံစားနေရှံဝန်ပြပါကို့မှာကိုဝန်ရှိနေရှံဝန်ပြပါသမဟုတ်ကိုကအသက်65နှစ်ဖြစ်တယ်ကို့မှာဒါမျိုးတွေဖြစ်နေတယ်ဆိုရင်ရှံဝန်ပြတာဖို့လိုပါတယ် မိမိမှာ postural hypotension ရှိမရှိဘယ်လိုစမ်းသပ်လဲအိမ်မှာစမ်းသပ်လို့ရတယ်တွေ့ပါတယ်သွေးပေါင်ခြင်တိုင်းဆက်တဲ့လေးကူရှိဘူးရပါတယ်ကိုယ့်ရဲ့ကင်းပေါ်မှာဖြာပေါ်မှာ9မိနစ်လောက်လက်အိတ်လေးပါ ပြီးရင်သွေးပေါင်ခြင်တိုင်းပါတိုင်းပြီးတော့အိတ်ကနေမှတ်ထားရမယ်နော်မှတ်ထားပြီးပြီဆိုရင်ကိုထားရလိုက်တမင်းလုံးကြာတဲ့အတိုင်းကြီးကြီး3မိနစ်ကြာတဲ့အခါမှာတိုင်းကြီးကြီးတိုင်းကြီးလို့အပေါ်သွေးက20နဲ့အထက်အောက်သွေးက30နဲ့အထက် ကြတယ်ဆိုရင်ဒါကို့မှာ posture hypertension ရှိနေပြီလို့ကျွန်တော်ပြောလို့ရတယ်။ Okay ဒီလိုမျိုးကိုမတက်ရလိုက်လို့ဒီလိုမျိုး mic နဲ့ mic နဲ့ဖြစ်ပြီးဆိုရင်ဘာလုပ်လဲ။အဓိကကတော့ကိုရက်လိုက်ရက်လိုက်ပြီးထိုင်ချလိုက်သုံးမဟုတ်လှဲချလိုက်ပါနော်။ကိုယ့်ရဲ့ခြေထောက်လေးကိုအပေါ်ဘက်ကိုထောင်ထားမယ်နော်။တွေးတယ်အပေါ်ရအောင်နော်။နောက်တစ်ခုကကြတော့ရေတောက်ပါ။တက်စားရေတောက်ပါ။ဒီနေရာမှာတတိထားဖို့ကကြတော့အရက်တွေပြရတယ်ကျွန်တော်ရှောင်ရမယ်เนาะအရက်ပြရတာကြတော့ဘေးပေါင်ချင်ပိုကျစေပါ တာတခုနောက်တစ်ခုကဘာလုပ်လို့ရသေးလဲခန္ဓာကိုယ်ကျွန်တော်တို့အတိတ်ကတင်းပိလို့ရတယ်ခြေထောက်လေးဆိုရင်ဒီလိုမျိုးထပ်ပြီးတော့တင်းလိုက်လို့ရတယ်လက်သီးတွေဆုပ်ပြီးသားလို့ရတယ်ပြောချင်တာခန္ဓာကိုယ်အကုန်လုံးကြွက်သားတွေအကုန်လုံးတင်းပိလိုက်ချင်တာကြွက်သားရဲ့ယာတော့မှရှိတယ်သွေးကြောတွေကိုကျွန်တော်ကျင်းပိလိုက်တယ်နှစ်လိုက်တဲ့သဘောလိုမျိုးပေါ့နော်ဒါမျိုးလေးကျွန်တော်တို့လုပ်လို့ရတယ်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ဆရာမကကိုယ်ခွင့်ပြုမယ်ဆိုရင်ငန်နဲ့အစာတောက်လေးတွေငန်နဲ့မုတ်လေးတွေကျွန်တော်စားနိုင်တချို့လူတွေအတွက်အကျိုးရှိပါတယ် ဆိုတော့ဒီလိုမျိုးမဖြစ်အောင်ထားလိုက်ရင် maintenance maintenance ဖြစ်အောင်ဘယ်လိုကောက်ဝင်မလဲဆိုရနေရလာပြီเนาะအဓိကကတော့ကိုအိတ်နေရာနေပြီးတော့ထားခြင်းလဲဆိုရင်ဒီတိုင်းတက်မထားလိုက်နဲ့ပအောင်ဆုံးအိတ်ရာနေပြီးတော့ထိုင်မယ်ထိုင်ရခဏနေဦးခဏနေကိုအစဉ်လက်ရှိပြီဆိုမှမတက်ထားပါเนาะထိုင်မစားတဲ့အခါမှာလည်းအာတနက်လည်းအများကြီးမစားနဲ့เนาะနေ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 ကိုမများမများခွက်စားเนาะထိုင်မစားမြကြီးနေပါဗျာအဓိက အဓိကကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ကျွန်တော်စမြန်မာလက်သမီးစားများတယ်။ကစီလက်တွေကိုကျွန်တော်ချော့စားမယ်။ပူတဲ့ရည်တွေကိုဒီမှာမနေပါနဲ့။ဒါလေးသိထားပါနော်။ဟိုကိုယ့်ရဲ့ဆံဝန်နဲ့ကိုတောက်နေတဲ့ဆီးတွေကိုပြန်ပြဖို့လေ။အဓိကတော့သွေးလုံးကြဆေးတွေရှိမယ်။နောက်ဆီးဆေးတွေရှိမယ်။အနိုက်ထရိတ်တွေရှိမယ်။နောက်မရှိဘူးမလားစိတ်ဆေးတွေရှိမယ်နော်။စိတ်ဆေးဆိုရင်မှာအန်တီဒရန်ဇင်တွေရောပါကင်ဆန်ဇင်နော်ဆေးတွေပေါ့။အဲ့ဆေးတွေအကုန်လုံးမှလည်းပါတက်တယ်ပေါ့နော်။ဒါလေးဆေးတွေပြန်ပြောင်းပြန်ပြဖို့လေ။ အာပြီးတော့ခြေထားမှာဆိုရင်ကျွန်တော် stocking ကျွန်တော် water လို့ရတယ်အာ bike stocking ကကျွန်တော်အစီးပေါ့နော်ခြေထားမှာအစီးလေးအာလုပ်စားလို့ရတယ်ခန္ဓာကိုယ်မှာဆိုရင်တော့ကျွန်တော်တို့ဒီအစီးလေးကိုကျွန်တော်ဝတ်လို့ရတယ်နော်အဲဒါလေးရတော့ကိုမဖြစ်အောင်ကောက်ွယ်တဲ့နည်းပါအကယ်လို့တစုံတစ်ယောက်ကကိုရှိမှာ magnet ဖြစ်ပြီးလဲကြရင်ဘာလုပ်လဲအဓိကကတော့ခေါင်းကိုကျွန်တော်ကောက်ွယ်ပဲနော်မိရဆိုရင်ခေါင်းကိုကင်ပြီးတော့လဲကြကောင်ခေါင်းမထိအောင်ကောက်ွယ်ပေးမယ် ရည်ပင်ကြီးကျင်းပြင်းတကူတမခုံတန်းဖြစ်ဖြစ်ကတင်မမဖြစ်ဖြစ်လဲလျောင်းပြီးတော့ကျွန်တော်ခြေထောက်ကို30တမ45ကြီးပြီးအပေါ်ထောင်ပေးမယ်။သွေးတွေအောက်ရောင်းတာပေါ့နော်။ရန်ကျင်းကျက်တဲ့အင်ဂျီတွေပေးမောထားနေ။သူမနှိုးမချင်းကျွန်တော်အစားတောင်းတဲ့အရေကိုသွားတိုက်လို့မရအောင်ဒါသိထား။နော်။တကယ်လို့10မိနစ်10မိနစ်ကြာတဲ့အချိန်သူမနှိုးလာဘူး။တက်ရှူတာပုံမှန်မဟုတ်ဘူးတော့ဘူးဆိုရင်အရေဟောကခွာရမယ်။ အသက်ရှူတာပုံမှန်မဟုတ်တော့ဘူးဆိုတဲ့နေရာမှာကျွန်တော်အသက်ကယ်ပေါ့နော်အရေးပေါ်အသက်ကယ်တယ်တကယ်ကျွန်တော်လုပ်ရတော့မှာ CPR ဆိုတဲ့ခါလေကျွန်တော်ရေဘက်မှာဖိပြလို့ရတယ်လုပ်မယ်တကယ်လို့ AED လို့ရတယ်နှလုံးထောင်နှုတ်လို့ရတဲ့ဟာရှိတယ်ဆိုရင်အဲ့ဒါနဲ့ကျွန်တော်ကအရေးပေါ်အသက်ကယ်မယ်နော်သိကြတာတစ်ခုကကြတော့ deep posture hypotension က NDA ရှိတဲ့လဲကြတဲ့အခါမှာအထူးသဖြင့်ပေါ့နော်လဲကြတဲ့အခါမှာ NDA ရှိတယ်နောက်ပြီးတော့ပိုအရေးကြီးလာကြတော့ဒီလိုမျိုးခဏခဏဖြစ်နေရဆိုရင်သူ့မှာ အောက်မှာပေါ့နော်သူ့ရဲ့ခန္ဓာကိုယ်မှာတဏ္ဍာကခုဖြစ်နေရဲဆိုတော့ပြနေရလက္ခဏာဖြစ်နေတယ်ဒါလေးတွေကိုကျွန်တော်လက္ခဏာတွေကိုကြည့်ပြီးတော့ကြိုတင်သိရှိပြီးတော့ကြိုတင်စေကူတာမှုခံယူဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကကြတော့ကွန်ပျူတာရိုက်လိုက်လို့ခေါင်းရီဝေရီဝေဖြစ်ပြီဆိုရင်ဒါကြီးကိုကျွန်တော်ဥပ္ပခါမပြုလိုက်နဲ့ဒါပေမဲ့အရင်လည်းမလန့်နဲ့เนาะကျွန်တော်အခုပြောသွားတဲ့အထက်မှာပါတယ်ဟို3ပြရမယ့်လက္ခဏာလေးတွေကိုကျွန်တော်ကြည့်မယ်ကိုယ့်ရဲ့ဆံဝင်နဲ့တခြားပြသမယ်ပြပြမယ် စိတ်ကူးသမှုခံရမယ်ဆိုရင်တော့အသက်အန္တရာယ်ကြီးအနေဖြစ်မဲ့အရာတွေကိုကျွန်တော်ကာကွယ်နိုင်ပါမယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဒီဗီဒီယိုလေးတွေကိုဝင်မြပေးပါ like လုပ်ပေးပါ subscribe လုပ်ပေးပါဘောနော်ကြည့်ရှုပြီးတဲ့ပရိသတ်တွေလည်းအားလုံးကျေးဇူးတင်ပါတယ်